တရုတ်နိုင်ငံရှန်ရှိပြည်နယ်ကြိုကြိုးကောင်တီမှာအမျိုးသမီးဘလော့ဂါတူကမိုးတဲထန်စွာရွာရန်တောင်းဆိုထားတဲ့ဗီဒီယိုတစ်ခုကိုမျှဝေခဲ့ပါတယ်။သူမကဆက်လက်ဖြစ်ပေါ်နေတဲ့မိုးခေါင်ရေရှားမှုပေါ်စိုးရိမ်မှုပေါ်ပြပြီးလာပေါင်းများစွာ မိုးတစ်ချိန်မှမရွာခဲ့ဘူးလို့ပြောပါတယ်။အရင်နှစ်တွေတုန်းကမိုးရွာဖို့ဆူတောင်းတာတွေကအလုပ်ဖြစ်ပုံရပါပေမဲ့ဒီနှစ်မှာတော့ဘာမှမထူးခဲ့ဘူးလို့သူမကဆိုပါတယ်။လူလုံးမိုးတော်မှာ အနှဲငယ်သာရွာခဲ့ပါတယ်။ ဒီနှစ်ရဲ့စိုက်ပျိုးရာသီအတွက်မျိုးစေ့အတွက်ရင်းနှီးထားတဲ့ငွေတွေဆုံးရှုံးသွားပြီလို့သူမကပြောပါဗျ။မိုးမြွာတာကြောင့်တောင်သူတွေရဲ့ယုံကြည်မှုအလွန်နှဲပါလာပြီးဓာတ်မြေဩဇာတော်ဘသူမှမဝယ်တော့ဘူးလို့ဆိုပါဗျ။စီးပွားရေးကခက်ခဲနေပြီးမိုးခေါင်ရေရှားမှုကဒေသခံတောင်သူတွေအများပြားကိုငွေကြေးအရာပြင်းထန်တဲ့ဖိစီးမှုတွေဖြစ်ပေါ်စေခဲ့ပါဗျ။ဒီနှစ်မှာရှန်ရှိပြည်နယ်ရဲ့ကွမ်ကျုံဒေတာဟာဆက်လက်မြင့်တက်နေတဲ့အပူချိန်နဲ့ဆက်လက်ဖြစ်ပေါ်နေတဲ့မိုးခေါင်ရေရှားမှုတန်ကိုခံစားနေရပါတယ်။ ခြောက်သွေ့တဲ့ခြေနေတွေကမြေကြီးလွာကိုအကွဲစေပြီးဂျုံလေခွင်းတွေကိုမီးလောင်ပြီးခန္ဓာရလို ဖြစ်သွားစေကခြောက်သွေ့တဲ့မြက်ခင်းတွေနဲ့ဖုံးလွှမ်းနေသလိုဖြစ်နေပါတယ်။မြေကြီးတွေအများပြားလည်းထိခိုက်ခံစားရပါတယ်။ရှန်ရှိနယ်ဟူပေပြည်နယ်ကိုဖျက်ဆီးစီစဉ်ပြီးဂျန်စီမြစ်နယ်မြစ်ဝါမြစ်စနစ်တွေကိုချိတ်ဆက်ပြီးတဲ့ဟန်မြစ်ဟာခန်းခြောက်သွားပါတယ်။နေရာများပြားမှာမြစ်ကျမ်းပြင်ဟာအကွဲမှုတွေတိတိတသာ ဖြစ်ပေါ်နေပြီးလူတွေဟာမြစ်ကျမ်းပြင်ပေါ်မှာရှောက်သွားနိုင်ပါတယ်။ ဂန်စုနဲ့ရှမ်းရှိပြည်နယ်ကိုဖျက်ဆီးတဲ့ဝေဟမြစ်ရဲ့အထက်ပိုင်းဟာလည်းစီးဆင်းမှုရပ်တန့်သွားပါတယ်။ဗီဒီယိုတွေမှာရေမရှိတော့တဲ့ပိတ်မိနေတဲ့ငါးအုပ်ကြီးတွေကိုပြသထားပါတယ်။မေလ18ရက်နေ့အထိတရုတ်ဘလော့ဂါတအုပ်ကရှမ်းရှိပြည်နယ်ကမိုးခေါင်ရေရှားမှုဟာအလွန်ပြင်းထန်လို့လို့ဝါဒော်တွေညှိုးနှွမ်းခြောက်သွေ့လာနေတယ်လို့ဖော်ပြခဲ့ပါတယ်။ချီလင်းတောင်တန်းကစမ်းကြောင်းငယ်တွေနဲ့မြစ်သေးတွေလည်းခြောက်သွေ့သွားကြပါတယ်။ ဆန်ရံနဲ့ဆန်ရှီလိုနေရာတွေမှာလည်းဒီပြင်းထန်တဲ့မိုးခေါင်ရေရှားမှုရဲ့ကျယ်ပြန့်တဲ့တက်ရောက်မှုကိုထင်ဟပ်ပြသနေပါတယ်။ဒေတာရင်းရှိတခုရီသောရေလောင်တမန်ဟာတချိန်ကအေးပါတဲ့ရေရင်းမြစ်ဖြစ်ခဲ့တယ်။အခုတော့၆ဒေသွားပြီးရခင်ကလှပတဲ့ရှုကင်းတွေရှိခဲ့တဲ့နေရာမှာဂန္ဓာရလိုမြေပြင်တစ်ခုသာကျန်ရစ်ခဲ့ပါတယ်။ရှမ်းရှိပြည်နယ်တောင်ပိုင်းမှာလာပေါင်းများစွာအသင့်လျော်တဲ့မိုးမရွာခဲ့ပါဘူး။မြစ်တွေစီးဆင်းမှုရပ်တန့်သွားပြီးတီးနှံအာလုံးနီးပါးပျက်စီးသွားခဲ့ပါတယ်။ ဒါပေမဲ့ဒုက္ခရောက်နေတာရှမ်းရှိပြည်နယ်တခုတည်းတော့မဟုတ်ပါဘူး။တရုတ်နိုင်ငံအလဲပိုင်းရဲ့စဘာအိုကြီးလို့လူသိများတဲ့ဟူနန်ပြည်နယ်ဟာပိုပြီးပြင်းထန်တဲ့မိုးခေါင်ရေရှောင်မှုနဲ့ရင်ဆိုင်နေရပါတယ်။မေလ18ရက်နေ့မှာဟူနန်ကဘလော့ဂါတအူးကအကွဲပြီးမိလောင်ထားသလိုဖြစ်နေတဲ့လေကွင်းတွေနဲ့သေဆုံးနေတဲ့တီးနှံတွေရဲ့ဗီဒီယိုကိုမျှဝေခဲ့ပါတယ်။သူကလူတွေဟာမျိုးစေ့တွေစိုက်ပျိုးနိုင်ပေမဲ့ရိတ်သိမ်းမှုကကောင်းငင်ဘုံပေါ်မှာမူတည်တယ်လို့ပြောခဲ့ပါတယ်။ သူ့အတန်းထဲမှာမျောလင့်ချက်မဲမှုနဲ့နှလုံးကွဲကျင်မှုတွေပြည့်နှံ့နေပြီးဒီခံစားချက်ကိုတောင်သူတွေအများပြားကလည်းထပ်တူခံစားနေကြပါဗျ။အဲဒီနေ့မှာပဲနောက်ထပ်လူတူကဟီနန်ပြည်နယ်နန်ရံမြို့ကဗိုင်မြင့်ဟာရေလုံးဝနှီးပါခန်းချောင်းနေတဲ့ဗီဒီယိုကိုတင်ပြခဲ့ပါဗျ။လူတွေကိုဖုံထူးတဲ့မြေကျမ်းပြင်ပေါ်မှာရှောက်သွားနေတာကို တွေ့ရပြီးမြစ်ဒစင်းထက်ကန္နာရတခုလိုပိုတူနေပါဗျ။တကယ်တော့မေလ6ရက်နေ့အစောပိုင်းကတည်းကဂန်စုရှမ်းရှိနယ်ဟီနန်ပြည်နယ်တွေကိုဖြတ်တန်းစီးတဲ့ မြစ်ဝါမြစ်ရဲ့ရေလေပဲဟာအလွန်နှိမ့်ကျသွားခဲ့ပြီးမြစ်ကျမ်းပြင်ဟာပေါ်ထွက်လာခဲ့ပါတယ်လူတို့ကမြစ်လယ်မှာရပ်နေရင်ဒါကကျွန်တော်တို့ရဲ့မိခင်ပြကြီးဖြစ်တဲ့မြစ်ဝါမြစ်ဟာ၆တွင်နေပြီလို့ပြောခဲ့ပါတယ်သူတို့ကဒီလိုခြေရင်နဲ့ဆိုရင် ရိတ်သိမ်းမှုကောင်းမှာမဟုတ်ဘူးကျေးဇူးပြုပြီးအစားအသောက်တွေပြင်ဆင်ထားပါမိသားစုအတွက်တူလောင်ထားပါခက်ခဲတဲ့အချိန်တွေရောက်လာပါတော့မယ်လို့တတိပေးခဲ့ပါတယ်မကြသေးခင်လာပေါင်းများစွာတွင် ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုဟာရှမ်းရှိ၊ဟီနန်၊ကျန်းရှု၊ကွမ်ရှိနဲ့အခြားနေရာတွေပါဝင်တရုတ်နိုင်ငံရဲ့နေရာများပါကိုပြန့်နှံ့သွားခဲ့ပါတယ်။နေရာတချို့မှာလွန်ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုလို့ခေါ်တဲ့အခြေအနေကိုတွေ့ကြုံနေရပါတယ်။ဒါဟာစောင်းရသည်နဲ့ငွေရတဲ့သီးနှံတွေကိုထိခိုက်နေပြီးငွေဥဆိုင်ပြုံးမှုကိုလည်းဒေတာအတော်များများမှာရပ်တန့်စေခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်းမီဒီယာတွေကဒီနှစ်မှာရှမ်းရှိပြည်နယ်ဟာ1962ခုနှစ်ကလေးက ဒီအချိန်အတွက်ပြန်မျှမိုးရေခြင်းအနေအထားကိုမှတ်တမ်းတင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အပူချိန်တွေလည်းပုံမှန်ထက်မြင့်တက်နေခဲ့ပါတယ်။ဒေသခံတောင်သူတို့ကနှစ်သစ်ကူးကလေးကမိုးမရွာခဲ့ဘူးလို့ပြောပါတယ်။မြေပြင်ဟာကန္တာရလိုခံစားရပြီး၁၀စင်တီမီတာတူးကျင်ရင်တောင်ဆိုထိုင်းစာလုံးဝမရှိဘူးလို့ဆိုပါတယ်။မိုးခေါင်ရေရှားမှုကပြောင်းမှုစိုက်ပျိုးမှုကိုတစ်လလုံးနောက်ကျသွားစေခဲ့ပါတယ်။အဆိုးဆုံးကတော့အခုလက်ရှိမိုးခေါင်ရေရှားမှုကိုတာဝန်ရှိသူတွေကလွန်ခဲ့တဲ့ 260ကြာတုန်းက1959ခုနှစ်ကနေ1962ခုနှစ်အတွင်းတရုတ်နိုင်ငံရဲ့အငတ်ဘေးကြီးဖြစ်ပွားခဲ့တဲ့ကမိုးခေါင်ရေရှားမှုနဲ့နှိုင်းရှင်နေကြပါတယ်။အဲ့ဒီအချိန်ကလူတန်းပေါင်းများစွာငတ်မုတ်ခဲ့ရပါတယ်။ဒီလိုသမိုင်းထပ်ဖြစ်လာမှကိုကြောက်ရွံ့မှုဟာလူများစွာစိုးရိမ်ရနေစေပါတယ်။ဒါ့အပြင် တောင်သူတွေကရှင်ကြံရစ်တဲ့ဂျုံတွေဟာပုံမှန်ထက်အထွက်နှုန်းအများကြီးနေပါနေတယ်လို့ပြောပါတယ်။တောင်သူတို့ကဒီလောက်ဆိုးရတာတခါမှမတွေ့ဘူး။ 6တွေးတဲ့နှစ်တွေမှာတော့တီးနှံကိုကဲတင်မှုအ ਨੇ ဆုံးမိုးတစ်ချိန်တော့ရွာလေးရှိတယ်။ဒါပေမဲ့ဒီနှစ်တော့ဘာမှမရှိခဲ့ဘူး။ဂျုံတွေကပေါ်ပါနေတယ်။အသီးကောင်းတွေသေးငယ်နေပြီးငွေကြေးဆုံးရှုံးနေရတယ်လို့ပြောပါရတယ်။တရုတ်ကွန်မြူနတီပါတီက1959ခုနှစ်နဲ့1962ခုနှစ်ကအငတ်ဘေးကြီးကိုတဘာဝဘေးရည်ရဲ့၃နှစ်ရဲ့ရလဲလို့တစ်ချိန်ကညှို့ခဲ့ပေမဲ့သမိုင်းပညာရှင်တွေအများပြားကဒါဟာအဓိကအဖြစ်မော်စီတုံးရဲ့မအောင်မြင်တဲ့နိုင်ငံရေးလှုံ့ဆော်မှုတွေ ဥပမာမဖြစ်နိုင်တဲ့စဘာအထွက်နှုံခွဲတန်းတွေပါဝင်တဲ့ခုံပြန်ဖွံ့ဖြိုးရေးကြီးကြောင်ဖြစ်ပေါ်ခဲ့တာလို့ထောက်ပြခဲ့ကြပါတယ်။အခုအစိုးရဟာဆက်လက်ဖြစ်ပေါ်နေတဲ့မိုးခေါင်ရေရှားမှုနဲ့အလားတူနှိုင်းယှဉ်မှုတွေလုပ်နေတာကြောင့်တရုတ်နိုင်ငံဟာနောက်ထပ်အဓိကအစားအသောက်အကျပ်တင်းနဲ့ရင်ဆိုင်ရမယ့်စိုးရိမ်မှုတွေတိုးလာနေပါတယ်။မေလ16ရက်နေ့မှာတရုတ်မိုးလေဝသသတင်းဌာနကဆက်လက်မြင့်တက်နေတဲ့အပူချိန်နဲ့နေပါတဲ့မိုးရေချိန်ကြောင့်မိုးခေါင်ရေရှားအခြေအနေတွေတရုတ်နိုင်ငံတောင်ပိုင်းမြောက်ပိုင်းအနောက်မြောက်ပိုင်း ရန်စီမြစ်အလယ်နဲ့အောက်ပိုင်းဒေသနဲ့စီချွန်ပြည်နယ်တွေမှာလင်းမြန်စွာပြန့်နှံ့သွားတယ်လို့အတည်ပြုခဲ့ပါတယ်။အမျိုးသားရာသီဥတုဒေတာအရရှမ်းရှိခုနန်နဲ့ဂန်စုအရှေ့ပိုင်းရှိနေရာတချို့မှာအလယ်လက်ကနေပြင်းထန်တဲ့မိုးခေါင်ရေရှားမှုတွေရှိနေပြီးရှမ်းရှိအနောက်တောင်ပိုင်းနဲ့ဟီနန်အနောက်တောင်ပိုင်းမှာအပြင်းထန်ဆုံးအခြေအနေတွေကြုံတွေ့နေရပါတယ်။ဒီပြည်နယ်တွေထဲမှာအထူးသဖြင့်ဟီနန်ပြည်နယ်ဟာစိုက်ပျိုးရေးဒေတာဖြစ်ပါတယ်။ဟီနန်ဟာတရုတ်နိုင်ငံရဲ့ဂျုံထုတ်လုပ်မှုထိပ်တန်းပြည်နယ်ဖြစ်ပြီး ဒီနှစ်မှာအလားအလာမကောင်းလာပါဘူး။မြေစီလွာကိုတေချာဆူဆုတ်အောင်လုပ်နိုင်တဲ့မိုးတကြိမ်မှမရွာခဲ့တာကြောင့်ဂျုံလေကွင်းတွေလှည့်မြန်စွာယိုယွင်းလာနေပါတယ်။အပင်တွေအဝါရောင်ပြောင်းလာပြီးစဘာပင်ရဲ့ခေါင်းတွေညှိုးနှွမ်းကုန်ကအကွဲနေတဲ့မြေပြင်ပေါ်မှာခြောက်သွေ့တဲ့ပင်ကြီးတွေလိုရပ်တည်နေပါတယ်။အပူချိန်40ဒီဂရီစင်တီဂရိတ်104ဒီဂရီဖာရန်ဟိုက်ကျော်လွန်နေပေမဲ့ဟီနန်ပြည်နယ်ကတောင်သူတွေဟာမေလ18ရက်နေ့မှာလေကွင်းထဲမှာဆက်လက်ရှိနေပြီး တီးနှံတွေကိုလက်နဲ့ရေလောင်းပြီးကဲတင်ဖို့အလွန်ကြိုးစားနေကြပါတယ်။ရီးကောင်တီရှိရီးလုံရွာနီးကဗလော့ဂါတူကစောစီးစွာရိတ်သိမ်းမှုစတင်နေပြီဖြစ်ကြောင်းမှတ်တမ်းတင်ခဲ့ပါတယ်။သူကရွေးချယ်စရာမရှိဘူး။အထွတ်နှုံးဆိုးနေပေမဲ့ကြံရှိတဲ့နည်းနည်းကိုဖြတ်ယူရမယ်။ဂျုံတွေဟာပထမနေ့ကလေးကမိုးခေါင်ရေရှားမှုတံကိုပြင်းထန်စွာခံခဲ့ရပြီးတည်သွားခဲ့တယ်လို့ပြောပါတယ်။ဒီအကြက်တဲဟာလူများစွာအတွက်တိတ်ဆိတ်စွာဖြစ်ပေါ်နေပါတယ်။ အစိုးရအနေနဲ့ဤပညာဆိုင်ရာအစည်းအဝေးခန်းစာတွေမှာမိုးခေါင်ရေရှားမှုကိုအတိအမှတ်ပြုထားပေမဲ့ဓာတ်ရိုက်ကယ်ဆယ်ရေးအကူအညီပေးဖို့တိတာထင်ရှားတဲ့ကြိုးပမ်းမှုနှေးပါနေပါတယ်။တီးနှံတွေတည်ဆုံနေတာ၊မြေအောက်ရေတွေကုန်ခန်းနေတာ၊မြစ်တွေခြောက်သွေ့နေတာနဲ့အတူလာမယ့်လာပေါင်းများစွာဟာတရုတ်နိုင်ငံရဲ့ကျေးလက်နေလူလူအတွက်ပုံမခက်ခဲတဲ့ဒုက္ခတွေကိုယူဆောင်လာနိုင်ပါတယ်။ဂျုံကောင်းတွေခြောက်သွေ့သွားပြီးဘလောက်ပဲရေလောင်းလောင်းတီးနှံကိုကယ်တင်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။ Mrs. Wang ကရွေးချယ်စရာမရှိဘူး။ စောစည်းစွာရိတ်သိမ်းရမယ်။ဒါကအထွတ်နှုံးနေပြီးအရေးသွေးညံဖြစ်ပေမဲ့နောက်ထပ်ဆောင်မယ်ဆိုရင်အားလုံးဆုံးရှုံးသွားမှာလို့ပြောပါရစေ။ဒေတာတွေကတခြားတောင်သူတွေလည်းအလားတူအကျပ်တဲရီဂျင်ဆိုင်နေရပါဗျ။ရွာတချို့မှာဂျုံတွေမကြီးမညာမှဲ့နေတယ်။တချို့နေရာတွေကအစိမ်းရောင်ရှိနေသေးပေမဲ့တချို့ကတော့ခြောက်သွေ့ပြီးကျွတ်ဆက်နေပါဗျ။ဒါကရိတ်သိမ်းမှုကိုပိုပြီးရှုပ်ထွေးစေပြီးအလုတ်တွင်ကျန်မှုကိုရော့ကြစေပါဗျ။ ဘိုးခေါင်ရေရှားမှုကပြင်းထန်စွာရိုက်ခတ်ခဲ့ပြီးလိုင်ရောညီတွေဖြစ်အောင်ပြန်လည်ထူထောင်ဖို့လည်းအချိန်မရခဲ့ပါဘူး။စပားဈေးနှုန်းတွေကလည်းစိုးရိမ်စရာတစ်ခုဖြစ်ပါတယ်။အထွတ်နှုန်းညံဖြစ်နေပေမဲ့ဈေးကွက်ဈေးနှုန်းတွေနှိမ့်ကျနေတာကြောင့်တောင်သူတွေအတွက်အရင်နှီးပြန်မရနိုင်ပဲအမျက်အဆုံးရဖို့ဆိုတာပူရောင်ခတ်ပါတယ်။ကုန်ကြစည်တွေတက်မြေဩဇာနဲ့ဆယ်မြောင်းအတွက်ကုန်ကြစည်တွေမြင့်တက်လာတာကြောင့်မိသားစုတွေအများပြားဟာဆုံးရှုံးမှုနဲ့လဲပတ်နေရပါတယ်။တောင်သူတို့ကရိတ်သိမ်းရတဲ့စပားတစ်စိတ်ချင်းစီကိုလိုက်ရောင်းရင်တော့ ကျွန်တော်တို့ယင်းထားတဲ့ငွေတွေကိုပြန်မရနိုင်ဘူးလို့ပြောပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာတရုတ်နိုင်ငံတခွန်းကလူတွေကအလားတူရုံးကန်မှုတွေကို မျှဝေထားကြပါတယ်။ဒီနှစ်ဟာဘေးဥပတ်တခုပဲလို့လူတအုပ်ကရေးသားခဲ့ပါတယ်။အလုံကျိုးသားမှုတွေအားလုံးအလဟသဖြစ်သွားတယ်လို့နောက်တအုပ်ကလည်းပြောပါတယ်။ဒီမြူကတ်ကနေရခင်ကကီလိုဂရမ်300ကနေ400ရခဲ့တယ်။အခုတော့80ရရင်တော့ကန်ကောင်းတယ်လို့ပြောရမယ်လို့ဆိုပါတယ်။တချို့လူတွေမှာဆယ်မြောင်းသုံးခွင့်ရှိပေမဲ့ ဒါဟာကုန်ကြစရိတ်များပြီးအကန့်အသတ်ရှိပါတယ်။တောင်ကုန်းဒေသတွေမှာရေဟာလေကွင်းတိုင်းကိုမရောက်နိုင်ပါဘူး။ဆယ်မြောင်းဖို့တက်နိုင်သူတွေတောင်မှဘယ်လိုမြေကွက်တွေကိုဦးစားပေးကယ်တင်ရမလဲရွေးချယ်ရပါတယ်။ရွာသားတို့ကအေရိယာအနေငယ်ကိုပဲရေလောင်းနိုင်တယ်။ကြံတဲ့ဟာတွေကိုစွန့်လွတ်လိုက်ရတယ်လို့ပြောပါတယ်။အစိုးရအနေနဲ့ပြည်နယ်တွေများစွာမှာမိုးခေါင်ရေရှားမှုကိုအတိအမှတ်ပြုထားပေမဲ့ကယ်ဆယ်ရေးကြိုးပမ်းမှုတွေဟာနှေးကွေးပြီးမလုံလောက်နေပါဘူး။ တောင်သူတွေအများပြားကစွန့်ပစ်ခံထားရသလိုခံစားနေရပါတယ်။ဒီမှာကျွန်တော်တို့တယောက်တည်းကြံနေခဲ့ပြီလို့ Mrs. Wan ကပြောပါတယ်။ရာသီဥတုပြောင်းလဲမလာဘူးဆိုရင်နောက်ရာသီမှာဘလို့ရှင်သန်ရမလဲမသိတော့ဘူးလို့ဆိုပါတယ်။လာမယ့်ရက်သက်တပတ်တွေမှာအပူချိန်ပုံပုံမြင့်တက်လာဝယ်ရှိပြီးမိုးသီးထန်စွာရွာဝယ်မရှိတဲ့ခံမှန်းချက်နဲ့အတူတောင်သူတွေဟာဆက်လက်ကြုံတွေ့ရမယ့်အခက်အခဲတွေအတွက်ပြင်ဆင်နေရပါတယ်။လက်ရှိထိခိုက်မှုတွေအပြင်မြေစည်းလွှာနဲ့ဒေသခံဂေဟာစနစ်တွေနဲ့ ရေရှည်ပျက်စီးမှုကိုလည်းလူများစွာစိုးရိမ်နေကြပါတယ်။အခုချိန်မှာမေကွန်းတစ်ခုကြန့်ရှိနေပါတယ်။ကောင်းကင်မိုးမရွာလာဘူး။မြေပြင်ခြောက်သွေ့နေပြီ။မျောလင်းချက်တောင်မှေးမိန်လာတဲ့အခါဒီတောင်သူတွေအတွက်ရှေးဆက်ဖို့နီလန်းကပင်မရှိလဲ။သူမကကျွတ်ဆက်နေတဲ့ပင်စီတစ်ခုကိုကင်ရင်ပြောပါတယ်။ဒါပေမဲ့ဒီနှစ်မှာကောင်းကင်ကဘာမှမပေးခဲ့ဘူး။သူမရဲ့အတန်ဟာစိတ်ပြက်အားငယ်မှုနဲ့အက်ကွဲနေပါဗျ။မိုးခေါင်ရေရှားမှုကြောင့်လည်းမဟုတ်ပဲ အဲ့ဒီအခြေအနေကပေါ်ပြတဲ့မတက်တာမှုကြောင့်ပါကြေးလက်ဒေတာမှာဘဝဟာတဘာဝရဲ့လွှမ်းမိုးမှုအောက်မှာပဲရှိနေသေးဖြစ်ပြီးမိုးရွာတာရပ်တန့်သွားတဲ့အခါအရာအလုံးလည်းရပ်တန့်သွားပါတယ်ရွာသားတွေအများပြားဟာတစ်နှစ်လုံးပင်ပန်းစွာကြိုးစားလုပ်ကင်ကြရတဲ့အလုပ်တွေကဈေးပေါ်တဲ့ထမင်းတစ်နက်ရဲ့တန်ဖိုးထက်တောင်နေပါတဲ့ရလဒ်ကိုရင်ဆိုင်နေရပါတယ်တခြားတောင်သူတွေကလည်းအွန်လိုင်းမှာအလားတူဇာတ်လမ်းတွေကို မျှဝေခဲ့ကြပါတယ်ဒါက ဆိုးရွားတယ်နှစ်တနှစ်တင်မဟုတ်ဘူးလို့အမျိုးသားတို့ကရေးသားခဲ့ပါတယ်။ဒါကကျွန်တော်မြင်မှုသမျှတွေမှာအဆိုးဆုံးပဲ။ကျွန်တော်တို့ပြောနေတာရိတ်သိမ်းမှုညံပြင်းတာမျိုးမဟုတ်ဘူး။ရိတ်သိမ်းမှုလုံးဝမရှိတာကိုပြောနေတာ။စိုက်ပျိုးရေးထက်သွင်းကုန်ကြစိတ်တွေမြင့်တက်လာမှုနဲ့အဓိကအစီအစဉ်မရှိတဲ့အဆိုးရအထောက်ပံ့ကြောင့်အခြေအနေပိုဆိုးလာပါတယ်။တရားဝင်မီဒီယာတွေကစကားထုတ်လို့မှုတည်ငြိမ်တယ်လို့ဆက်လက်ဖော်ပြနေပေမဲ့တောင်သူတွေအများပြားကသူတို့ကိုမမြင်ရသလိုခံစားရပါတယ်။ ဘသူမှကျွန်တော်တို့စကားကိုမကြားဘူးလို့ထင်ရတယ်လို့တကူကမှတ်ချက်ပြုခဲ့ပါတယ်။ဂျူလူမြေပုံတွေမှာအစိမ်းအောင်ကို မြင်ပြီးအောင်မြင်မှုလို့ခေါ်ကြတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့လေကွင်းနဲ့လှမ်းကြည့်ရင်အားလုံးအဝါရောင်နဲ့ခြောက်သွေးနေတယ်။ဂျေးလက်ဒေသတွေမှာစိတ်ပြက်အားငယ်မှုပုံမနဲ့ဆိုင်လာပြီးတောက်သုံးရည်လိုမျိုးအခြေခံလိုအပ်ချက်တွေတောင်ရှားပါလာနေပါတယ်။ဂျေးတွင်းတွေဆက်လက်ခန်းချောက်နေမှာဆိုရင်အဲ့လိုဖြစ်မယ်ဆိုရင်လို့အမျိုးသမီးတူကပြောပါတယ်။ ဒီຫນွေရာသီကြံတဲ့ချိန်တွေကိုဘယ်လိုရှင်သန်ရမလဲလူများသွားဟာအခုခါမဖြစ်နိုင်တဲ့ရွေးချယ်မှုတွေကိုလုပ်ရတော့မှာပါတည်ဆုံးနေတဲ့သီးနှံတွေကိုဆယ်မြောင်းဖို့တက်ဆန်တုံးရမလားဒါမှမဟုတ်ဆုံးရှုံးမှုတွေကိုဖျက်တောက်ပြီးနောက်ဆိုင်ပြိုရာသီထိစောင့်ရမလားအဲ့ဒီရာသီကပိုကောင်းလာမလားဆိုတာလည်းမသေးကြပါဘူးဒီရာသီကိုငွေကြေးဆုံးရှုံးသွားပြီလို့တောင်သူတို့ကပြောပါတယ်နောက်လာတဲ့မှာမိုးမရွာသေးဘူးဆိုရင်နောက်ရာသီလည်းဆုံးရှုံးသွားနိုင်တယ် ါပေမဲ့ဒီအရာအလုံးနဲ့ရင်ဆိုင်နေရပြီးလူတွေဟာသူတို့တက်နိုင်တာကိုလှုပ်ဆောင်နေကြပါတယ်။ရေကိုဝေမျှပေးကြတယ်၊ဆူတောင်းကြတယ်၊အွန်လိုင်းမှာပဲဖြစ်ဖြစ်ထုတ်ဖော်ပြောဆိုကြတယ်။အခုဖြစ်ပြနေတာဟာဘေးရန်ရဲတစ်ခုတည်းမဟုတ်ဘူး။တတိပေးချက်တစ်ခုလည်းဖြစ်တယ်ဆိုတဲ့အသိစိတ်ဟာတိုးပွားလာနေပါတယ်။ဂျေးလက်ဒေတာတစ်ချောင်းမှာတရုတ်နိုင်ငံရဲ့ကြီးမားတဲ့ရိုးရာဆေးပညာလုပ်ငန်းတွေအထူးကပစ္စည်းတွေဖြစ်တဲ့ Angelica နဲ့ Codonopsis လို့ဆေးဘက်ဝင်အပင်တွေကိုမှီခိုနေရတဲ့တောင်သူတွေဟာ သူတို့ရဲ့အတမွေးဝမ်းကြောင်းမှုပျောက်ကွယ်သွားတာကိုမြင်တွေ့နေရပါတယ်။တရုတ်စေဘက်ဝင်ပင်တွေရဲ့မြို့တော်လို့လူသိများတဲ့မင်းကောင်တီလို နေရာတွေမှာဝိုးခေါင်ရေရှားမှုကဒေတာရဲ့အဓိကဝင်ငွေအရင်းမြစ်တစ်ခုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။လူတွေကစိုက်ပျိုးရေးကဘလောက်ထိခိုင်ခန့်မှုနည်းတယ်ဆိုတာနားမလည်ကြဘူးလို့စေဘက်ဝင်ပင်စိုက်ပျိုးသူတို့ကပြောပါတယ်။ဒီလိုယာတီတစ်ခုတည်းကနှစ်ပေါင်းများစွာတိုးတက်မှုကိုဖျက်ဆီးပစ်နိုင်တယ်။မတက်တာမှုခံစားချက်ဟာနေရာအနှံ့မှာရှိနေပါတယ်။ မိုးရွာရင်ကျမတို့အသက်ရှင်နိုင်တယ်။မရွာရင်ကျမတို့စောင့်နေရတယ်။ဘာကိုစောင့်ရမှန်းတော့မသိတော့ဘူးလို့ကျန်းရှုပြင်းတွေကအသက်လေတဝက်ရှိတဲ့အမျိုးသမီးတဦးကပြောပါရယ်။ကျမအသက်53နှစ်ရှိပြီ။ဒီလောက်ဆိုရတာတခါမှမမြင်ဘူးဘူး။ဘာလို့ရမှာလဲ။တချို့လူတွေကနိုင်ငံတော်ကိုတိတ်တဆိတ်မေးခွန်းထုတ်နေကြပါရယ်။ဆယ်သူနှစ်များစွာကြာအောင်ပါတီကလူသားတွေဟာတဘာဝကိုသူတို့ရဲ့စံနာတိုင်းလိုက်ရောအောင်လုပ်နိုင်တယ်။ နည်းပညာအခြေခံဆောက်အုံနဲ့အယူဝါဒတွေနဲ့ဘလို့ခက်ခဲမဆိုကြော်လွှားနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုမြင့်တင်ခဲ့ပါတယ်။တဘာဝကရိုက်ခတ်လာတဲ့အခါဘလောက်ပဲကြွေးကြော်တမ်းတွေအောင်နေပါစေတားဆီးလို့မရဘူးလို့ဘလော့ဂါတဦးကရေးသားခဲ့ပါတယ်။ကျွန်တော်တို့မာနမထောင်ပဲနှိမ်ချဖို့တင်ယူတင်တယ်။ဆိုရှယ်မီဒီယာပေါ်မှာလူများစွာကဒီနှိမ်ချမှုအတွက်တောင်းဆိုမှုကိုထပ်တူထပ်မြထောက်ခံပြီးအိတ်မပြောတဲ့ညတွေရေကုန်သွားတဲ့ရေတွင်းတွေနဲ့အရာမထင်တဲ့စူတောင်းမှုတွေရဲ့ဇလန်းတွေကိုမျှဝေနေကြပါတယ်။ ရုတ်ကွန်မြူနီပါတီကဘာသာရေးယုံကြည်မှုကိုအာမပေးပေမဲ့လူတွေပုံများလာတာကကောင်းကင်ဘုံစီမျောလင့်ချက်ကင်းမဲ့တဲ့မိုးရေအတွက်တိုးတိုးလေးတောင်းဆိုနေကြပါဗျ။ဒီမိုးခေါင်ရေရှားမှုကကျွန်တော်တို့မေးရထားခဲ့တဲ့အရာတစ်ခုကိုတင်ပေးနေတယ်လို့အသုံးပြုသူတို့ကတင်ခဲ့ပါဗျ။ကျွန်တော်တို့ကသိငယ်တယ်။ကျွန်တော်တို့ကမြေကြီးပေါ်မှာမှီခုန်နေရတယ်။မိုးမြွာတဲ့အခါမျောလင့်ယုံနဲ့ထက်ကြိုးသားကြည့်ယုံပဲလုံနိုင်တယ်။ဒါပေမဲ့နွေရာသီအစာပိုင်းရောက်လာပြီးမိုးတိထန်စွာရွာပဲမရှိတဲ့အချိန်ဒီမှာ ကျေးလက်ဒေတာရဲ့စိတ်ဓာတ်ဟာမအေးချမ်းနိုင်သေးပါဘူး။မိသားစုတွေဟာအဆိုးဆုံးအတွက်ပြင်ဆင်ဖို့ကြိုးစားနေကြပြီးနောက်ရာသီရဲ့မျိုးစေ့တွေပေါက်ပေါက်ဖားဖို့အခွင့်အရေးရှိမရှိတောင်မသိကြပါဘူး။ရွာတွေဟာတိတ်ဆိတ်နေတယ်။အရန်ကိုတိတ်ဆိတ်လွန်နေတယ်။လေကွင်းတွေပလာကျင်းနေတယ်။ရေတွင်းတွေခြောက်သွေ့နေတယ်။လူတွေလည်းပင်ပန်းနှွမ်းနေနေကြတယ်လို့ပြောပါရစေ။ဆက်လက်ဖြစ်ပေါ်နေတဲ့မိုးခေါင်ရေရှားမှုသဲမုန်တိုင်းတွေတီးနှံပျက်စီးမှုတွေနဲ့ဆယ်မြောင်းကုန်ကြားသိပ်တွေမြင့်တက်လာမှုတွေက ကြေးလက်ရက်ရွာတွေကိုအဆုံးအစွန်ထိတွန်းပို့နေပါတယ်။ရွာသားတချို့ဟာအလောက်ကန်ရှာဖွေဖို့မြို့ကြီးတွေစီထွက်ခွာနေကြပြီးရေပေါ်မှာဆက်လက်ရက်တည်နိုင်မှုပါ။ဒါပေမဲ့မြေယာနဲ့တသက်လုံးချီနှောင်ထားခဲ့တဲ့တက်ကြီးရွယ်တွေအတွက်တော့ထွက်ခွာဖို့ဆိုတာရွေးချယ်ကြမှာမဟုတ်ပါဘူး။ရှမ်းရှိပြည်နယ်ကရွာတွေရမှာတက်ကြီးရွယ်တို့ကကျွန်တော်ဒီမှာတသက်လုံးနေထိုင်ခဲ့တယ်။ကျွန်တော်ဖခင်ကဒီမြေကိုလယ်လုပ်ခဲ့တယ်။ဒီအတိုင်းထွက်သွားလို့မရဘူး။ဒါပေမဲ့နေ့တိုင်းတွေးမိတယ်။ ဒီလိုဘယ်နောက်ထိဆက်လက်ခံနိုင်မလဲလို့ပြောပြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။